အခုဖတ်ပြမယ့်စာအုပ်လေးကတော့တတန်ထမင်းဝိုင်းဆိုတဲ့စာအုပ်လေးပါစာအုပ်လေးရဲ့မျက်နှာပုံးပုံလေးကတော့မိစိမ့်ဝါပြခဲရောင်ဆုံးပါတဲ့တတန်ဆောင်းဝိုင်းရဲ့အလေးတဲတဲမှာသမီးငယ်လေးတယောက်လက်နှစ်ဖက်ကိုဆန့်လို့အားရပါးရပြုံးနေတဲ့ပုံလေးပါမျက်နှာပုံးကြောကဲစာမျက်နှာမှာကတော့တတန်အခုံးလေးရဲ့နောက်ကနေရီမုံနေတဲ့မိမိလေးကိုတွေ့နေရပါတယ်စာမျက်နှာတဲ့ စစ်စရာတက်တန်ယူငေးကြည့်နေတော့မမေဆေးကပြန်လာတယ်။သမီးလေးကပြင်ကျင်းနေတဲ့ကစားစရာယူတွေ့ကြတယ်။မတ်တရဲရင်တကားဝကနေ အပြင်ကိုလှမ်းကြည့်နေတယ်။အပြင်မှာသိက်ကိုလှပနေတဲ့တက်တန်ကြီးတစ်ခုကိုတွေ့ရပြီးတက်တန်ကုန်းကြီးအောက်မှာတော့ဈေးကပြန်လာတဲ့မိမိကိုလှမ်းမြင်နေရတာပေါ့။ဆာမျက်နှာနဲ့တက်တန်ကြီးဝေလာတယ်တဲ့။အိမ်ဘဝမှာမိမိရောက်နေပါပြီ။ အနောက်ဘက်မှာတပ်တန်ခုံခုံကြီးကိုတစုံတစမြင်နေရသေးတယ်။မိမိရဲ့လက်တစ်ဖက်မှာဝေလာရာတွေအပြည့်ထည့်ထားတဲ့ခြံနောက်တစ်ခုနဲ့နောက်တစ်ဖက်မှာတော့ကျွတ်ကျွတ်အိတ်ခက်လက်လက်တလုံးဆွဲထားပါတယ်။မိမိလေးကမိမိလက်ထဲကပစ္စည်းတွေကိုကုသဲပေးဖို့ဟန်ပြင်နေတယ်။မိမိကတခုခုပြောလိုက်ပါတယ်။อืมตะแจญีเวลาดิสุบาล่ะสามญนา3มิมิเวลานี่อะเทิงอ่ะ ခရင်သည်တလုံးကိုမိမိလေးကတေချာကင်ပြီးကြည်နေပုံမှာမိမိလေးရဲ့ထွေးထဲမှာတော့တက်တန်ကြီးတွေကခရင်ရောင်လိုင်းလေးကိုညင်ယောင်နေမိပါတယ်။စာမျက်နှာလေးဇပွဲဝိုင်းလေးတစ်ခုပေါ်မှာဈေးချင်းနှောင်းရှိနေပါတယ်။မိမိလေးကဘေးမှာဒူးထောက်ထိုင်ရင်းချင်းလေးကစပြစ်သီးတွေကိုလှဲယူလိုက်တယ်။တခြားလက်တစ်ဖက်ကလည်းစပြစ်သီးတစ်လုံးကိုကင်ပြီးစားဖို့ပြင်နေတယ်။ ဒီတခါလေသူ့ရဲ့အတွေ့အကြုံမှာစပြက်တီးနဲ့အယောင်တူတဲ့တတ်တန်ကုန်းကြီးတွေကအပြရောင်လိုင်းလေးကိုမြင်ရောက်မိနေတယ်။စာမျက်နှာကစပွဲပေါ်မှာကစွန်းရွက်ဘူးဒီဘူးရွက်တွေအပြင်ကျဲဟင်းကားဒီရုံးရီဒီခဝဲဒီငရုတ်ဒီပေဒီအိုးအတီးနဲ့တွေကစောင့်နေပါလားအကုန်လုံးကလေစိတ်ဆူလက်ဆက်နေတာပေါ့သမီးလေးကတော့ထုံးစံအတိုင်း တန်ကုန်းကြီးတွေကအစိမ်းရောင်ကိုစိတ်ကူးနဲ့မြည်ကြည့်နေမိပြီလေ။စာပြင်းနာ6ဟောတွေ့ရပြန်ပါပြီ။မိမိစီချင်းထဲမှာပါလာတာလေးတွေဒီတစ်ခါမြင်ရတာတွေကငပြောသည်တရက်သည်ပန်းကော်ပြီးပွင့်တမယာသည်အမေတွေပါလား။အားလုံးကအဝါရောင်တွေကြီးပဲ။မိမိလေးမြင်အောင်မိပြန်ပါပြီ။တတ်တန်ကုန်းကြီးတွေကအဝါရောင်လေးကိုလေး စာမျက်နှာခုနှစ်နောက်တစ်ခါထပ်ထုတ်လိုက်တော့မုံလာဥနီရေရွှေဖယုံသီးရေလိမ္မော်သီးရေလီမိမိလေးရဲ့စိတ်ကူးထဲမှာမြင်နေရတဲ့တတ်တန်ကုန်ကြီးတွေကလိမ္မော်ရောင်လေးနဲ့အတူတူပေါ့မိမိမျက်နှာလေးကတော့ပြုံးနေတာပဲစာမျက်နှာရှေ့ဆွေးစင်းလေးကကျန်းတဲ့အသီးနှံတွေကိုမိမိလေးထပ်ထုတ်နေပါသေးတယ်အဲ့ဓာတွေကတော့ခရမ်းကျင်သီးရေငရုတ်သီးအပုနဲ့အရှိတွေပေါ့ အားလုံးကအနီရောင်တွေဆိုတော့တတ်တန်ကုန်းကြီးထဲမှာအနီရောင်တွေကိုမိမိလေးတွေးမိပြန်ပြီပေါ့ဆာမျက်နှာကိုအပြန်ရောင်လေးကိုသပွဲခင်းလိုက်တော့မိမိတို့သားမိခမင်းဝိုင်းလေးကိုပြင်ဆင်နေကြပါပြီအပြန်ရောင်သပွဲခင်းလေးကိုခမင်းသပွဲကုန်မှာခင်းဖို့မိမိကပြင်နေပါတယ်ခလန်းလမ်းမှာမိမိကအငွေတထောင်းထောင်းနဲ့ဟင်းခွက်တစ်ခုကိုသေးလာနေပါပြီမိမိလေးရဲ့စိတ်ကူးထဲမှာ အပြာရောင်လေးကိုစပွေးခင်းလိုက်ရင်တတန်ကြီးတွေကအပြာရောင်လေးကိုသတိရမိတာပေါ့ဆာမျက်နာတစိထမင်းဝိုင်းလေးပြင်လို့ပြီးပါပြီအပြာရောင်အခင်းနဲ့စပွေးဝိုင်းလေးပေါ်မှာထမင်းဟီတုစရာနဲ့စားစရာအသီးနှံတွေဟာအယောင်သွေးအစုံလင်ရှိနေပါတယ်မိမိလေးကတော့ရှာကလေးကိုတက်လက်ကလေးကိုစမ်းလို့ပျော်ရွှင်နေပါပြီသူတို့ရဲ့ထမင်းဝိုင်းလေးကတက်တန်ကြီးလို့အယောင်ကြီးစုံနေမှာတော့ တတန်ရောင်ဆုံးထမင်းဝိုင်းပေါ့